ဘေးကမြအောင်မယ်မင်္ဂလာပါခင်ဗျာစပေါ့အေဒူစီကနေပြန်လေးကြိုဆိုလိုက်ရပါတယ်အခုတင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့မျိုးဒင်းစ်ကချန်ပီယံလိဘောလုပွဲမှာစီးကျင်းထိုးကြမဲ့ပါရီသားတွေနဲ့မီလန်သားတွေရဲ့တိုက်ပွဲမှာဘသူတွေကဖလားသိမ်းပိုက်သွားမှလဲဆိုတော့ချန်ပီယံလိဘောလုပွဲပွဲကြိုသုံးသက်ချက်ပဲဖြစ်ပါတယ်လာမယ့်စနေနေ့ညမှာ PSG နဲ့ Inter Milan အသင်းတို့ဟာဘိုင်ယန်မြူနဲ့အင်ကွင်း Allianz Arena မှာချန်ပီယံလိဘောလုပွဲဖြစ်ပြီးဆုံးရှင်ပြိုင်သွားကြရမှာဖြစ်ပါတယ် Lois Andrique ရဲ့အတင်ဟာ semi final ဆင်းမှာ Arsenal ကိုကြော့ဖြတ်ပြီး Munich ကိုလာရောက်ခွင့်ရခဲ့တာဖြစ်သလို Inter Milan ကလည်းဖလားရဖို့ရေပန်းစားဆုံးဖြစ်ခဲ့တဲ့ Barcelona အတင်းကိုခက်ခက်ခဲခဲအနိုင်ယူပြီးဒုံညာတီအတွင်းဒုတိယအကြိမ်မြောက်ဘောလုံးပွဲကိုတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ BRT အတင်းထွက်တော့ Champions League ဘောလုံးပွဲကိုဒုတိယအကြိမ်မြောက်တက်ရောက်နိုင်ခဲ့တာဖြစ်ပြီးနောက်ဆုံးမှာတော့အရန်လိုချင်ခဲ့တဲ့ဥရောပဖလားကြီးကိုတင်ပိုင်နိုင်မယ့်အခွင့်အရေးရရှိလာပြီးဖြစ်ပါတယ်။ အင်တာမီလန်အသင်းကတော့၄ချိန်မြောက်ချန်ပီယံလိဖလားကိုကန်မြောက်နိုင်ဖို့ကြိုးပမ်းသွားမှာဖြစ်ပြီး2023ခုနှစ်တုန်းကမန်စီးတီးကို2-0နဲ့ရှုံးနိုင်ပြီးအသေးခွဲခရသလိုထပ်မဖြစ်ဖို့မျှော်လင့်နေမှာဖြစ်ပါတယ်ဒီပွဲဟာဥရောပမှာနေစနစ်ပိုင်းရပြုလွယ်ပြင်လွယ်အဖြစ်ဆုံးအသင်းနှစ်သင်းကြားတွေးဆမှုဖြစ်လာမှာဖြစ်ပြီးအကြီးအသေးမြင်မာတဲ့ဘောလုံးပွဲတစ်ပွဲကိုမြင်တွေ့ရမှာတော့ထင်ကြပါတယ် ဘီအစီအားအကောင်းတဲ့ပုံစံနဲ့မြူနစ်ကိုရောက်ရှိလာမှာဖြစ်ပြီးလေကူဝမ်ကလပ်ဟာပြည်တွင်းအမှတ်ပေးဖလားကိုရမှတ်16မှတ်กว่าနဲ့လင်းနေစတဲ့စကူးနိုင်ခဲ့တယ်လို့ပြီးခဲ့တဲ့ပတ်ပြင်သစ်လီဖလားကိုလည်းထပ်မံစကူးနိုင်ခဲ့တာဖြစ်ပါတယ်။လိုးစ်အန်ဒရီဂေးအတင်ဟာဘောလုံးပွဲကိုမရောက်လာခင်လီဗာပူးအက်စတန်ဗီလာအာဆင်နယ်တို့လိုအတင်းတွေကိုကြော်ဖြတ်ခဲ့ရတာဖြစ်ပေမဲ့ဘီအစီအတင်ဟာအပြည့်အနာစာကင်းတဲ့အတင်းတော့မဟုတ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်းအရေးကြီးလာတဲ့အချိန်မှာတန်းတောင်တင်းတင်းနဲ့ထိန်းချုပ်နိုင်ကြတာဖြစ်ပြီးဒါကအရင်တော့က PSG အသင်းမှာမမြင်တွေ့ခဲ့ရတဲ့အရေးချင်းတစ်ခုဖြစ်ပါတယ်။ Luis Enrique ဟာအသင်းရဲ့ဟန်ချက်ကိုရှာတွေ့ခဲ့ပြီးသူ့ရဲ့အသင်းဟာအခုချိန်မှာပိုပြီးတိဆောက်ပုံချပြီးဒေါချင်းဆွမ်းကိုမိကိုရမှုကပိုလျော်နေလာတာကိုမြင်တွေ့ရပါတယ်။ဒါပေမဲ့လည်း Inter Milan အသင်းကလည်းအကြမ်းတမ်းဆုံးလမ်းကြောင်းတွေကတစ်ခုကိုဖျက်ဆီးပြီးဘောလုံးပွဲကိုတက်လာတာကြောင့် PSG အတွက်လွယ်ကူမှာမဟုတ်တာထင်ကြပါပြီ။ ်အင်ဇာဂီရဲ့အတင်းကဘိုင်ယန်မြူနစ်ကိုဖျောက်ပစ်ခဲ့ပြီးနောက်ဘာစီလိုနာကိုအကျိတ်နဲ့ရှင်ပြိုင်အနိုင်ယူခဲ့တာဖြစ်ပါတယ်အင်တာမီလန်တေးဟာဒီအာတီဥရောပမှာတပွဲသာရှုံးခဲ့ပြီးနောက်ဆုံးချန်ပီယံလိရှစ်ပွဲစလုံးမှာရှုံးပွဲမရှိခဲ့တာက PSG အတွက်တော့အဆိုးရိမ်စရာမှတ်တမ်းတစ်ခုဖြစ်လာမှာဖြစ်ပါတယ်လော်ဒါရိုမာတီနက်နဲ့မာကတ်စ်တူရန်တို့ကတိုက်စစ်မှာအဆက်မပြတ်ရွေလျားနိုင်စွမ်းပေးဆွနိုင်တယ်လို့နောက်ခံတောင်းပန်ကစားသမားတွေကလည်းကစားကွက်အစင်းလိုက်အပြောင်းလဲပြုလို့ရမှာအဓိကကျတဲ့သူတွေဖြစ်ပါတယ် အရာဟာပွဲလေမှာအသားကျနိုင်တဲ့ကစားကွက်ဖြစ်ပြီးစီမီနီအင်ဇာဂီရဲ့ပွဲကင်တွေ့နိုင်စတော့ကလည်းကြီးမားတဲ့အရေးချင်းတစ်ခုဖြစ်ပါတယ်။အင်နာမီလန်အသင်းဟာဘိုဆွဲဖို့ရေပန်းအစားဆုံးအသင်းမဟုတ်ခဲ့ဘူးဆိုပေမဲ့ချန်ပီယံလိဖလားကိုရယူနိုင်တဲ့အရေးအသွေးနဲ့အထွေအကြုံတွေပိုင်ဆိုင်ထားတာဖြစ်ပြီးသုံးသတ္တရနေ့ညပွဲစဉ်မှာပွဲကထိုးပေါရခက်ခဲမယ်ဆိုရင်အင်ဇာဂီရဲ့အသင်းကကျင်းမြောင်းတဲ့ရလန့်နဲ့ကတ်နိုင်သွားနိုင်ပါတယ်။နှစ်ဖက်အသင်းတရင်များ Louis Enrique အနေနဲ့ပြင်သစ်လိဖလားဘောလူပွဲမှာ Rans အသင်းကိုအနိုင်ရခဲ့တဲ့လူစင်းတိုင်းပဲပွဲထုတ်လာလိမ့်မယ်လို့မျှော်လင့်ရပြီး Kempen B ကတော့ဂျင်းတေပေါလွဲချော်မဲ့ကစားသမားဖြစ်ပါတယ်။ဒါကြောင့်ခန်းစစ်လေးဦးမှာ Hakimi, Marquinhos, Pacho နဲ့ Nuno Mendes တို့ပွဲထွက်လာနိုင်ပြီးကွဲလက်မှာ Yao Napas, Vitinha, Fabian Ruiz, Daisema, Desire 2, Dembele နဲ့ Kvaratskhelia တို့ပွဲထွက်လာနိုင်ပါတယ်။ အင်တာမီလန်အကင်းပတ်မှာတော့ဒိုင်းယာပြဿနာစိုးရိမ်စရာအနေငယ်ရှိနေပြီးဘန်ဂျမင်ပါဖက်ကကိုမိုနယ်ပွဲကိုလွဲချော်ခဲ့ပြီးနောက်ပါဝင်ကစားပေးနိုင်ဖို့မရေမယံဖြစ်နေပြီဖြစ်ပြီးဇီလင်စကီနဲ့ယန်ဖစ်ဆက်တို့လည်းပွဲထွက်ပါဝင်လာဖို့မတေချာပါဘူးအင်ဇာဂီနေနဲ့မြေတွင်းနေကြပွဲထွက်လူစင်းတိုင်းမဲ့အသုံးပြုသွားဖို့ရှိနေပါတယ်ဖြစ်နိုင်ပွဲပွဲထွက်လူစင်း PSG ဒေါ်နာရမာဟာကီမီနိုနိုမန်တက်စ်မာကင်ညိုစ်ပါချိုဗီတင်ညာရီယယ်နက်ဖက်စ်ဖေဗီယန်ရူဝစ်ဒါဆိုင်ယာဒူကာဗာရက်စကီလီယာ ဒမ်ဘီလီအင်တာမီလန်ဆိုမာအစာဗီပါဗက်ဘက်စတိုနီဒမ်ဖရီးစ်ဗာရယ်လာကေဟာနိုလူအမ်ကီတာရန်ဒီမာကိုမာတီနက်စ်တူရန်ပွဲချိုတုံးတဲ့ချက် PSG ရပြီးခဲ့တဲ့နှစ်တွေမှာချန်ပီယံလိပြိုင်ပွဲဆိုရင်ချိန်စာတင့်နေတယ်လို့မျိုးအဖြစ်ဆိုးတွေနဲ့ရင်ဆိုင်ခဲ့ရပြီးဘောလုံးပွဲရောက်ခဲ့ပေမဲ့ဖလားလက်လွတ်ခဲ့ရပါတယ်လော်နမက်စီနေမာအမ်ပါဘီတို့လိုထိုက်တန်းကစားသမားတွေပြည့်နှက်နေတဲ့ကာလတုန်းကတော့ဥရောပအောင်မြင်မှုမရယူနိုင်ခဲ့တာဖြစ်ပြီး ဒီရာသီမှာတော့ superstar တွေပေါ်အာကိုအားထားပြုတ်နေရမှုကို short ချပြီးလူငယ်ကစားသမားတွေကိုနေရပေးတဲ့မဟာဖြူဟာကအလုတ်ဖြစ်ခဲ့ပုံပေါ်ပါတယ်။ PSG ကချန်ပီယံလိအမှတ်ပေးစီရအဆင့်15နေရာမှာအဆုံးတက်ခဲ့ပြီး play off ကစားခဲ့ရပြင်မယ်လေ။2025ခုနှစ်ကိုကူပြောင်းပြီးကလေးကမတူညီတဲ့အသင်းတစ်သင်းပုံစံပေါက်လာခဲ့တာဖြစ်ပါတယ်။ Inter Milan အသင်းကတော့ Liverpool နဲ့16တင်းရှုံးထွက်ဆင်းတဲ့ quarter final အဆင့်မှာ Aston Villa နဲ့ပွဲတော်ကမြင်ခဲ့ရတဲ့ PSG ရဲ့အားနည်းချက်တွေကိုပြတ်မှတ်ထားထိုးနှက်သွားမှာဖြစ်ပေမဲ့ ပြည်တွင်းခြေစွမ်းအရလီဂဝန်အသင်းကြီးကချန်ပီယံဖြစ်ခဲ့တဲ့အတွက်ယုံကြည်ချက်ပုံပုံမြင်မာနေမှာဖြစ်တယ်လို့မကြုံစဘူးဖလားတော်လုံးတပြိုင်တည်းရယူဖို့လဲဆရာထက်တန်နေတာကြောင့်ငကိုတကိုနဲ့ PRC ကအနိုင်ရသွားမယ်လို့ခံမှန်းလိုက်ရပါတယ်အခုလိုမျိုးတရုံတရင်တို့တင်ဆက်မှုတွေကိုနေ့စဉ်ကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Support A to Z YouTube Channel လေးကို Like and Subscribe ပြုလုပ်ပေးထားကြပါအောင်ခင်ဗျာဝေယောင်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရယ်ခင်ဗျာ